ဒီနေ့မှာတော့ Disney မင်းသမီးတွေကမှလက်နက်သုံးတဲ့ဒုတိယမြောက်မင်းသမီးလေးရဲ့ဇက်လံကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်။သူမကတော့ Mary Rita ဆိုတဲ့ Viking မင်းသမီးလေးဖြစ်ပါတယ်။သူမရဲ့အသက်6နှစ်ပြည့်မွေးနေ့မှာသူ့ဘေဘီရင်ကြီးကလေးတစ်ခုနဲ့မြားတဲတဲလေးတွေကိုမွေးနေ့လက်ဆောင်ဖြစ်ပေးပါတယ်။အမေဖြစ်တဲ့ဘီရင်မကြီးကတော့ကလေးကိုမြားလက်ဆောင်ပေးတဲ့အတွက်အနေဖြစ်မှာဆိုတာကြောင့်စိတ်ပူနေပါတယ်။အရီတာကကလေးပီပီမြားနဲ့ဆော့နေရင်မြားတဲ့ကတော့လဲရောက်သွားတဲ့အတွက်တယောက်သေးတွားကောက်ပါတယ်။ တော်ထဲမှာမိဆုံလေးတွေကိုတွေးခဲ့ရတဲ့အကြောင်းသူမိဘတွေကိုပြန်လာပြောပြတဲ့အချိန်မှာမော်တူးဆိုတဲ့အရန်ရက်ဆက်တဲ့ဝတ်ဝန်ကြီးကသူတို့မိသားစုကိုဗလိုင်းတိုက်ခိုက်ပါတော့တယ်။ဘရင်ကြီးကမိမနဲ့သမီးလေးကိုမြင်းနဲ့ပြေးခိုက်ပြီးသူကတော့ဝတ်ဝန်ကြီးနဲ့တယောက်ချင်းတိုက်ခိုက်နေခဲ့ပါတယ်။ဘရင်ကြီးရဲ့ခြေတော်တစ်ဖက်ကဝဝွန်စားတာခံလာရပေမဲ့ဘရင်ကြီးရဲ့တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေကြောင့်ဝဝွန်ကြီးကတောထဲပြန်ထွက်ပြေးသွားခဲ့ရပါတယ်။ဒီလိုနဲ့အချိန်နှင်းကြာလာခဲ့ပြီးမယ်ရီတာကလည်းအပြိုလေးရွယ်တောင်ရလာခဲ့ပါပြီ။နောက်ပြီးသူ့မှာမောင်လေး၃ယောက်တောင်ရှိနေခဲ့ပါပြီ။ ။ဒီနေ့မှာတော့ဘယင်မကြီးကမယ်ရီတာကိုအိန်ဒီဂျင်မင်းသားတွေကတယောက်ယောက်နဲ့လက်ထပ်ဖို့သဘောတူခိုင်းပါတယ်။လက်ထပ်ဖို့ပြက်ကွက်ပါကမယ်ရီတာတို့တိုက်ပွဲကိုပါတိုက်ခိုက်စေနိုင်ကြောင်းရှင်းပြပါတယ်။အကြမ်းမြူချင်သေးတဲ့မယ်ရီတာကိုသူ့အမေကမျိုးမျိုးနားချတာကြောင့်မယ်ရီတာကလည်းသူ့အမေဆန်နာကိုမလွန်ဆန်နိုင်တဲ့အတွက်အင်းကြီးချင်းမင်းသားတယောက်ယောက်နဲ့လက်ထပ်ဖို့ကိုသဘောတူလိုက်ရပါတယ်။အဲ့ဒီအချိန်အင်းကြီးချင်းတိုင်းပြည်ကမင်းသားတွေကလည်းမယ်ရီတာနဲ့လက်ထပ်ဖို့တင်းမောရီနဲ့ရောက်လာခဲ့ကြပါပြီ။ မယ်ရီတာနဲ့လက်ထပ်ကျင်တဲ့မင်းသားတွေကများတာကြောင့်ပြိုင်ပွဲတစ်ခုလုပ်ဖို့တိုင်ပင်နေကြတဲ့ချိန်မယ်ရီတာကမြန်ပြစ်ပြိုင်မျိုးဝင်ပြီးအကြံပေးလိုက်ပါတယ်မယ်ရီတာရဲ့အကြံကအလုပ်ဖြစ်သွားပြီးအကုန်လုံးမြန်ပြစ်ပြိုင်မျိုးသဘောတူလိုက်ကြပါတယ်တကယ်တော့မယ်ရီတာကအခြားမင်းသားတွေရဲ့မြန်ပြစ်ဆိုရင်တည်းသူကပို့တော်တာကြောင့်တခြားမင်းသားတွေအကုန်သူ့ကိုမနိုင်အောင်တမင်ဝင်ပြိုင်တာဖြစ်ပါတယ်ဒီကိစ္စကြောင့်ပဲတာမီးနှောက်စကားများကြပြီးမယ်ရီတာကစိတ်ဆိုးကတော်ရဲဝင်ပြေးသွားပါတယ်တော်ရဲမှာတော့မီးဆုံလေးတွေရဲ့နောက်ကိုလည်းရင်ဆုံးမကြီးတယောက်ရဲ့အိမ်ကိုရောက်သွားပါတယ် အရီဒါကဆုံးမကြီးကိုသူ့အမေသူ့ကိုရာဇာမန်ပေးကြဖို့စိတ်ပြောင်းသွားအောင်လုပ်ပေးဖို့ပြောလိုက်ပါတယ်ဆုံးမကြီးကကိမုတ်တစ်ခုပေးလိုက်ပြီးသူ့အမေကိုကြွေးခိုင်းပါတယ်ကိမုတ်ကိုစားလိုက်တဲ့သူကတေချာပေါက်စိတ်ပြောင်းသွားမယ်လို့ပါပြောလိုက်ပါတယ်ဆုံးမကြီးပြောဖို့ကြံနေတာကတော့ကိမုတ်ကိုစားလိုက်တဲ့သူကဝုန်းဝုန်းဖြစ်ပြောင်းသွားမယ်ဆိုတာပါပဲဒါတွေကိုတေချာမသိရဲမရီဒါကတော့နန်းတော်ကိုပြန်သွားပြီးသူ့အမေကိုဆုံးမကြီးပေးလိုက်တဲ့ကိမုတ်ကိုကြွေးလိုက်ပါတယ်ကိမုတ်ကိုစားပြီးပြီးချင်းဘီယမကြီးကခဏကြာတော့ဝုန်းဝုန်းဖြစ်ပြောင်းသွားပါတယ် ခန္ဓာကိုယ်ကဝုန်းဝံဖြစ်ပြောင်းသွားတာကြောင့်သူ့အမေဘီရင်မကြီးကတော်တော်ထိတ်လန့်နေပါတယ်အတန်ကလည်းတကယ်ဝုန်းဝံတိုင်းဖြစ်သွားပြီမဲ့ခန္ဓာကိုယ်ရဲ့အသည့်စိတ်ကတော့လူသားဆန်တဲ့စိတ်ရှိနေတော့မှာပဲမေရီဒါကလည်းတော်တော်ထိတ်လန့်သွားပြီးဝုန်းဝံဖြစ်ပြောင်းသွားတဲ့သူ့အမေကိုလူပြန်ပြောင်းပေးဖို့သူ့အမေနဲ့သူဆုံးမကြီးရဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်သုံးမကြီးရဲ့အိမ်ကိုရောက်တဲ့အချိန်မှာတော့သုံးမကြီးကတခြားနှစ်ယောက်ခီးထွက်သွားပြီဖြစ်တာကြောင့်အိမ်မှာရှိမနေခဲ့ပါဘူး။ဒါပေမဲ့မော်အစွမ်းနဲ့သူ့ရဲ့ပုံရိပ်ရောင်တစ်ခုကိုမေရီတာတို့အတွက်ထားခဲ့ပေးပါဗျ။ အဲ့ဒီပုံရဲရောင်ကဒုတိယနေ့နေထွက်ချိန်မှာကျင်းစာကိုမဖြတ်နိုင်ရင်သူ့အမေကတသက်လုံးဝုန်းဝံဖြစ်နေတော့ရရမယ့်အကြောင်းရှင်းပြပါဗျ။ကျင်းစာကိုဖြတ်ပေးဖို့ဆုံးမကြီးကလည်းမရှိတဲ့အတွက်မယ်ရီတာတို့တာမီနှစ်ယောက်တိုက်ပတ်နေရပါဗျ။သူ့အမေကဝုန်းဝံခန္ဓာကိုယ်နဲ့မို့နန်းတော်ကိုလည်းပြန်လို့မရတော့တာကြောင့်တာမီနှစ်ယောက်တော်ထဲမှာနေနေရပါဗျ။တော်ထဲမှာနေနေကြရင်သူ့ဖေရဲ့ခြေထောက်ကိုစားသွားတဲ့မော်သူဆိုတဲ့ဝုန်းဝံကြီးရဲ့အတိုက်ကိုရောက်သွားတဲ့အချိန်မှာနေရန်ကပကြီးတွေကိုကြည့်ရင်မော်သူကအရင်ကလူသားဖြစ်ခဲ့ပြီးဆုံးမရဲ့ကျင်းစာကြောင့်အရန်ဆိုးသွမ်းတဲ့ဝုန်းဝံဖြစ်နေကြောင်းသိလိုက်ရပါဗျ။ ဒီအကြောင်းလေးကိုသူ့ဖေဘရင်ကြီးကိုပြောပြဖို့ရဲစွန်ပြီးဒါမီနှစ်ယောက်နန်တော့ကိုကိုးပြလာကြပါတယ်နန်တော့ထဲမှာတော့ကြံခဲ့တဲ့မင်းသားတွေကမယ်ရီတာနဲ့လက်ထပ်ကိုစောင့်နေကြပါတယ်ဘရင်ကြီးကသူ့မိမမိဖုရားအခန်းထဲကိုဝင်သွားလိုက်တဲ့အချိန်မှာသူ့မိမရဲ့ကျွတ်နေတဲ့အင်ဂျီရဲ့ဝဝွန်တကောင်ရဲ့ကိုတွေ့တာကြောင့်သူ့မိမကိုဝဝွန်ကစားလိုက်တဲ့ထင်ပြီးဝဝွန်ကိုအတင်းလိုက်တတ်ပါတော့တယ်စတဲ့ကဝဝွန်တွေကိုပါစင်နဲ့ရမုန်းနေတဲ့ဘရင်ကြီးကဝဝွန်ကပဒင်းပေါက်ကနေတဆင်တော့တဲ့ကိုလွတ်မြောက်သွားတာကြောင့်ပို့ပြီးဒေါ်တာထွက်နေပါတယ် မယ်ရီတာကဝဝံကသူ့အမိဖြစ်ကြောင်းရှင်းပြနေပေမဲ့ဘီရင်ကြီးကတော့လက်မခံပဲမယ်ရီတာကိုအခန်းထဲထည့်ပိတ်ပြီးတူလူတွေနဲ့အတူဝဝံနောက်ကိုလိုက်ပါတော့တယ်။နောက်ထပ်ပြဿနာတစ်ခုကတော့သူ့အမိစားပြီးကြံနေတဲ့ကိမုတ်ကိုစားလိုက်တဲ့သူ့မောင်၃ယောက်ကပါဝဝံပေါက်ဆလေးတွေဖြစ်ကုန်ပါတယ်။မယ်ရီတာကလည်းဝဝံဖြစ်သွားတဲ့သူ့မောင်၃ယောက်ရဲ့အကူအညီနဲ့အခန်းထဲကပြန်ထွက်လာနိုင်ခဲ့ပြီးအဖေကိုတားဖို့တောထဲကိုလိုက်သွားခဲ့ပါတယ်။ မေရီတာတော်တဲ့ရောက်သွားတဲ့အချိန်မှာတော့ဝဝုံဖြစ်သွားတဲ့ဘီယမကြီးကိုတိုးရီနဲ့ဖမ်းထားကြပြီးတတ်တော့မဲ့အချိန်စူညံတန်နေချောင်းဝဝုံကြီးမော်ဒူကရောက်လာပြီးတွေးတမျှလူတိုင်းကိုလိုက်တိုက်ခိုက်နေပါတယ်။မေရီတာကိုမော်ဒူကတတ်တော့မဲ့အချိန်မေရီတာရဲ့အမေဝဝုံမကြီးကဝင်ခဲ့လိုက်ပါတယ်။မော်ဒူကတော့ကန်ဆိုးစွာနဲ့ကြောက်တိုင်ကြီးပြီးပြီးတည်ဆုံသွားခဲ့ပါတယ်။တည်ဆုံသွားတာကြောင့်မော်ဒူရဲ့ဝိညာဉ်ကပေါ်လာခဲ့ပြီးသူ့ကိုဝဝုံဘွားကနေလွတ်မြောက်အောင်တတ်ပေးခဲ့တဲ့အတွက်မေရီတာတို့ကိုကျေးဇူးတင်ကြောင်းပြောပြီးပြောက်ွယ်သွားခဲ့ပါတယ်။ ီကိစ္စတွေအကုန်မြင်ပြီးကမှကြံတဲ့လူတွေကလည်းဘီအမကြီးကဝုန်းဝုန်းဖြစ်ပြောင်းသွားမှလက်ခံလာကြပါတယ်။သူတို့တွေပြောလို့မပြီးသေးခင်မှာနှစ်ရက်ပြည့်ပြီဖြစ်ပြီးနေထွက်လာတာကြောင့်သူ့အမေတသက်လုံးဝုန်းဝုန်းဖြစ်သွားမှဆိုတာကြောင့်မယ်ရီတာကနောင်သားတွေနဲ့သူ့အမေကိုဖတ်ပြီးငိုနေခဲ့ပါတယ်။မယ်ရီတာကအိမ်ထောင်ကြပြီးသူ့မိသားစုနဲ့မခွဲချင်လို့ဒီလိုတွေလုံးမိတာလို့အမှန်တိုင်းကိုဝန်ခံလိုက်တာကြောင့်ချိန်စာကပြည့်သွားပြီးသူ့အမေရောမောင်လေးတွေပါလူပြန်ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့မယ်ရီတာကအရင်လိုပဲမိသားစုနဲ့ပျော်ရွှင်စွာနေထိုင်သွားခဲ့ပြီးမင်းသားတွေကလည်းမယ်ရီတာနဲ့လက်ထုပ်ဖို့ကိုလက်လျှော့ကသူတို့ရဲ့နေရက်ကိုပြန်သွားကြရင်ဇက်သိမ်းသွားခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုအစ်စ်လေးတွေကြည့်လို့ရအောင်အခုပေးလေးကို like and share လုပ်ထားဖို့မမေ့နဲ့နော်။